สวัสดีค่ะ อารมณ์มิงลาပါရှင်ကျွန်မရောနော်စစ်စစ်ဖို့ပါဒီနေ့အားလုံးကိုလာပြီးမျှဝေပေးခြင်းတာလေးကတော့စကလုံး၃လုံးရှိပါတယ်နံပါတ်၁တလုံးကတော့ DL အတန်လေးอ่ะဒေအတန်လေးဖြစ်မယ်နံပါတ်၂တလုံးကတော့ DL အကြတန်လေးဖြစ်မယ်နံပါတ်၃တလုံးကတော့ DL ဆိုတဲ့အတန်လေးဖြစ်ပါတယ်ကဲအဲ့တော့သူ့ရဲ့အတိတ်ပဲလေးနဲ့တခုချင်းစီရဲ့အတိတ်ပဲလေးနဲ့သူ့ရဲ့ သဘောတရားလေးကိုသွားကြည့်ရအောင်နံပါတ်1တလုံးဖြစ်တဲ့ DO ဆိုတာဒီဒေတန်လေးဖြစ်မယ်သူ့ရဲ့အတိဘယ်ကဘာလို့ဆိုလို့အဆိုလို့တလဲဆိုလို့ရှိရင်တော့ single သဘောမျိုးပေါ့နော်တစ်ခုဒီတစ်ယောက်ဒီတရက်တဲ့တလတဲ့အဲ့လိုမျိုးတွေကြောချင်တယ်ဆိုလို့ရှိရင် DO အဲ့တော့ तू ကဘာလဲဆိုလို့ရှိရင်တော့ तू က adjective လေးဖြစ်ပါတယ်အဲ့တော့ကျမတို့ကအဲ့ adjective လေးကို sentence တစ်ခုဖြစ်ပေါ်ဖို့ရအတွက်အဲဘယ်လိုခေါ်လဲဆိုတော့အနှစ်သာရရှိဖို့ရအတွက် သူ့နဲ့တွဲမယ်စကလုံးလေးလိုအပ်မယ်အဲ့ဒါပါလဲဆိုလို့ရှိရင်တော့ unit လေးတွေတီးဖို့လိုမယ်သူ့ရဲ့အရှိမအဲ countable noun တွေဖြစ်တဲ့ unit လေးတွေလိုအပ်မယ်ဥပမာကျမတယောက်တည်းနေတယ်ဒီချန်ယူคนเดียวคนเดียวတယောက်တည်းကျမတည့်ရက်ထဲလာတယ်ဒီချန်မာ one เดียวမာလာဒီ one เดียวတည့်ရက်ထဲ one ဆိုရက်ရက်အကြီးအတွက်ကိုပါမယ် จมาตะคู่เร็วมาดิฉันซื้ออันเดียวอันเดียวအမှအခုရေအတွက်လေးကိုရှေ့မှာထားတယ်ပြီးတော့ deal ဆိုတဲ့ဥစ္စာလေးကိုသူ့ရဲ့အနောက်မှာကတ်လိုက်ပြီးတယ်ဆိုတော့အတန်လေးကိုတစ်ချက်ပြန်ပြီး gyu size ချင်ပါတယ် deal โอเคเนาะ con deal one deal and deal ရပြီเนาะ ကဲနောက်တစ်လုံးလေးကတော့နံပါတ်2ပေါ့နော်သူ့ရဲ့အတန်ထွက်ကတော့ deal deal အတန်ဟိုကမမာထန်ထန်လေးနဲ့ပြက်ပြက်သားသားနဲ့ချလိုက်ရမှာဖြစ်တယ်ဒါပေမဲ့အတန်နောက်ပိတ်ကိုလုံးဝဖြတ်ချလို့မရဘူးဘာဖြစ်လို့လဲသူ့ရဲ့အသက်ကအစွဲတန်အသက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဟူးအတန်ကိုစွဲပြီးတော့မှဆင်းမရမှာဖြစ်တယ် deal deal ဆိုတာလဲအဲ့ဒီ single သဘောကိုတက်ရောက်တယ်လို့နောက်တစ်မျိုးက solo သဘောကိုတက်ရောက်တယ်ပေါ့နော် ဆိုတဲ့အခါကျတော့သူကဘာလေးလဲဆိုလို့ရှိရင်သူဒီ adjective လဲဖြစ်တယ်လို့ adverb လဲဖြစ်တယ်။ဟုတ်ပြီနော်။သူဒီ adjective လဲဖြစ်တယ် adverb လဲဖြစ်တယ်။အဲ့တော့ဥပမာအဖြစ်သူကတော့သူ့ရဲ့အရှိလေးမှာ verb လေးထားမယ်ပြီးသွားလို့ရှိရင်သူနောက်ကနေလိုက်ပြီးမယ်ပေါ့နော်။တဘောကဥပမာကျမတယောက်တည်းတချင်းဆိုတယ်။တယောက်တည်း single ဆိုလို့လေးဆိုပါမယ်။ဆိုလို့ရှိရင် wrong deal ခါ ดิฉันขอร้องเดียวค่ะ จะมาเดียวเทสูบยาสีเดียวเทจะมาเดียวเทถ่ายยาสีขี้ดีใบตัวเมย์ถ่ายก็ว่านั่งลงเสเสเลียบป่าแล้วนั่งคงนั่งคงนั่งคงปาเลยสุดลุชยิขอนั่งเก้าอี้เดียวได้ไหมคะขอขอนั่งเก้าอี้เดียวตัวมอยเลยขอนั่งเดียวนั่งเดียวเนาะนั่งไทยดีสุดแล้วแบบนี้ใช่ไหมอันนั้นก็ในเดียว นั่งเดียวเขาบอกเนาะไอ้เราเดียวอาจารย์ลีก็เดียวสูบีเปียบียตาตาลีช่าไหม ဟုတ်ပြီเนาะအဲ့လိုလေးရှိမယ်ပြီးတော့ Lendon 3 music ကို play လုပ်တာ music ကိုတီးခတ်တာဥပမာ len guitar ဂီတာတီးတယ် len အဲအလဲနာ piano piano တီးတယ်အဲအစရှိတဲ့ဖြစ်မော်ထိုးအရာတွေကိုဘယ်တော့အဲ့ဒီအရာတွေကိုကိုကနေပြီးတီးခတ်ပြီးနောက်ပြီးတူးတဲ့ solo တီးမယ်ဝန်နီး ขาเล่นเปียโนเดียวค่ะ วันนี้เขาเล่นเดียวเปียโนဆိုတာကတော့တီးခတ်တဲ့အရာကိုပါလဲဆိုတဲ့ object လေးကိုထည့်လိုက်တာဖြစ်တယ်ဒါပေမဲ့အနောက်ကနေเดียวလေးပါဖို့မမင်းနဲ့ len เดียวတယောက်တည်းတီးခတ်တယ် single ပဲလုံးဝတခြား instrument တွေမပါဘူးသူတဦးတယောက်တည်းသူတစ်လုံးနဲ့တီးมาဖြစ်တယ်ဟုတ်ပြီเนาะအဲ့တော့ single solo သဘောမျိုးကိုသွားရှင်းနေဆိုလို့ရှိရင်တော့သူ့ကို deal ဆိုတဲ့စကားလေးသုံးမယ် ခုနက DL မဟုတ်ဘူးเนาะ DL ဇာတာသုံးမယ်ပြီးွားလို့ရှိရင်သူအရှိရနေပြီ verb လေးပါပေးရမှာဖြစ်တယ်ခောက်ကြရဲ့လောက်ချင်းမခါကဲနောက်ဆုံးတလုံးလေးနံပါတ်3တလုံးကကျတော့အတန်ထွက်ကနည်းနည်းလေးအကွအညွန့်လေးတွေပါမယ် DL DL ဆိုတဲ့အတန်လေးက level လေးကိုอืมအဲအဲ့လိုမျိုးအတန်ပေါ့เนาะအဲ့ဒါ DL ဆိုတဲ့အတန်လေးပါမယ်သူကကြတော့ရှေ့မှာပြောခဲ့တဲ့ single တွေလည်းမဟုတ် solo တွေလည်းမဟုတ် တခုတည်းနဲ့လုံးဝသက်ဆိုင်ခြင်းမရှိဘူးဒီယောအဲ့တော့ဘာပြောမလဲဆိုရင် just a while ပေါ့နော်ခဏလေးခဏနေခဏကြရင်ခဏနေကြရင်ဆိုတဲ့သဘောမျိုးမှာပြောတယ်အဲ့တော့အချိန်ပိုင်းနဲ့သက်ဆိုင်သွားပြီပေါ့နော်ဥပမာအားဖြင့်ကျမခဏနေရင်လာမယ်ဒီယောမာနခကျမခဏနေရင်လာမယ်ဒီယောဒီချန်ဒီယောမာနခ เอเดี๋ยวดีฉันมานะคะสิวได้หามยบยอโลยาเลยตัวมองคณาเศร้า รอเดี๋ยว รอเดี๋ยวคณาลีเศร้าบ้าคณาลีบาเบประเดี๋ยวเดียว ประเดี๋ยวเดียว รอหน่อยนะอีกประเดี๋ยวเดียว ก็ถึงแล้ว ประเดี๋ยว เดียว ก็ถึงแล้วเศร้าอะไรบ้าเนาะเต็มจารอบูยาวจอมไห ဆိုတဲ့အခါကျတော့အဲ့ဒီ dia ကိုဆိုတဲ့ဥစ္စာဒီအဲ့လိုပေါ့နော်ခဏခဏလေးခဏတာခဏလောက်ခဏများမကြရင်အဲအဲ့လိုမျိုးသဘောမျိုးမှာတက်ရောက်ပါတယ်နော်ဆိုတော့ဒီစကလုံးသုံးလုံးကိုမှန်ကန်အောင်သုံးနိုင်ရင်တော့အရန်အဆင်ပြေသွားလိမ့်မယ်ဒီထက်မကတခြားသောအဲ့လိုမျိုးတူညီသလိုတရားနဲ့အတိတ်ပဲလုံးဝကွဲသွားပြီးအတန်ရဲ့အတက်အကျလေး ကွဲပြားမှုပုံစံလေးလည်းရှိကြတာအများကြီးပဲရှိသေးတယ်။ဆိုတော့ဒီဗီဒီယိုလေးကိုသဘောကျတယ်ကိုယ့်အတွက်လည်းအဆင်ပြေတယ်ဆိုလို့ရှိရင်တော့ save လုပ်ထားစီချင်တယ်ပြီးလို့ရှိရင် share လုပ်ချင်လည်းလုပ်လို့ရတယ်ဗောနော်အားလုံးအဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်ဂျေဆုအများကြီးတင်ပါတယ်ခေါ်ခွန်းခါဆိုဒီခါ